ရိတ်သမားအားလုံးပဲမင်္ဂလာပါခင်ဗျာ Smartflix YouTube Channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှတင်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့ဆိုင်းသူတကုံရှင်များရေးသားထားတဲ့ထမင်းသားဥပုတော်ဆိုတဲ့ဝတ္ထုကလေးတွေကမှကာနာရိတ်ရဲ့နောင်တဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးသွားပါမယ်ကျွန်တော်တို့ရဲ့ Channel ကလေးကိုလည်း Like and Subscribe လုပ်ထားပေးပါအောင်ဖိနာက Note Ring လုံးလည်းနှိပ်ပေးထားပါအောင်ခင်ဗျာကျွန်တော်ကထောင်ထဲမှာရှိနေစဉ်မှာကျွန်တော်နဲ့တည်ကျွမ်းသမျှထောင်သားတွေမျိုးစားတွေကိုလည်းကောင်းအကျင့်စာရိတ်တဲ့ရာဇဝင်ကိုလည်းကောင်းမေးမြန်းစုံစမ်းလေးရှိသည့်အတိုင်း တနေ့မှာထောင်မှာခိုးမှုနဲ့ရောက်နေတဲ့မောင်ပေါ်လွင်ဆိုသူတယောက်နဲ့အတော်ကိုရင်းနေနေဖြစ်ခဲ့တယ်။မောင်ပေါ်လွင်ကအသက်25နှစ်လောက်သာရှိသေးပြီးတော့မှမျက်နှာမှာကြောက်ပါမှတသက်ရှိလို့မျက်စိတစ်ဖက်ပြန်နေတာကလွဲပြီးရုပ်ရည်သနာကမှရှိကအလွန်ဖြက်လက်ပြီးတွက်လက်တဲ့အမူအရာလည်းရှိတယ်။ထောင်သားဟောင်းတွေကထောင်တင်းကိုရောက်လာသူမှန်သမျှထောင်သားအစ်တီကိုထုံးစံနဲ့နာမည်မျိုးမျိုးပေးတတ်တယ်။ဥပမာအလွန်ဝါးတဲ့သူတယောက်ကိုဝက်ကြီးဆိုပြီးတကောင်းအလွန်ပိန်တဲ့သူကိုတော့ပိန်သေးဒါမှမဟုတ်ငဖောင်ယူခြေထောက်စာနေသူတယောက်ကိုတော့ဖယ်လိမ့်နဲ့မျက်စိဆွေဆောင်တယောက်ကိုတော့ငဆွေး အဲ့ဒီလိုမျိုးမျိုးပေးတတ်တော့မောင်ပေါလင်ကိုတော့မျက်စိတစ်ပါးပြတ်နေခြင်းကြောင့်ကာနာရိတ်လိုအမိပေးခဲ့ကြတယ်။မောင်ပေါလင်ကခိုးရမှာအလွန်ချင်းလင်းတော်မှာကခပိုင်းနိုင်ရမှာလဲနမေရခဲ့သူတယောက်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကလည်းသူခိုးပုံခပိုင်းနိုင်ပုံတွေကိုတက်နေသမျှမေးမြန်းစုံစမ်းနေပါတယ်။မောင်ပေါလင်ကတခိုးတယောက်ခပိုင်းနဲ့တယောက်ပင်ဖြစ်လင်းကစားလူကြီးတွေကိုယိုသေးခြင်းပုံမလေးလင်းရှိခြင်းစကားကိုချူတာစွာနဲ့ပြောတတ်ခြင်းတွေရှိတော့ကျွန်တော်ကမောင်ပေါလင်အပေါ်မှာတူတယောက်ကို၎င်းညီတယောက်လို၎င်းသဘောထားခဲ့တယ်။မောင်ပေါလင်ကလည်းကျွန်တော်ဘုမအူကြီးရင်အကိုရင်းလိုချစ်ခင်လေးစားတယ်။ တနေ့တော့တနင်္ဂနွေနေ့ညမှာတော့ကျွန်တော်တို့နှစ်ယောက်ကညစာကိုမေးသားရင်းနဲ့မေးချက်ဆိုဆားပြီးအဲ့ဒီညဘူသားဖို့အတွက်တည်သက်ထားတဲ့ဆေးပိလိတို့ကလေးတစ်ခုကိုအဆောင်နဲ့မမြအောင်မိခန့်နဲ့လှုပ်ဝဲစွာမိညီပြီးမိအောင်ကိုလဝါနဲ့အုပ်လို့တောက်နေပါတယ်။တပွားနှစ်ပွားလောက်ဖွာလိုက်ရင်ပဲနှက်ပြီကိုရောက်သွားသလိုထင်မိတယ်။ကျွန်တော်ကထောင်ဥပဒေကိုရိုသေသူတယောက်ဖြစ်ချောင်းနဲ့ထောင်ရရှိတဲ့အားလုံးမင်းသိပြီးဖြစ်ပြီးမဲ့လေဆလေးတောက်ချင်းဆင်းငုံချင်းတွေကိုတော့မဆွလွန်နိုင်သေးပဲနဲ့တိတိစိဖောက်ပြချင်းရှိတယ်။ကျွန်တော်ကမပေါ်လင်းကိုဖဲနေလေမပေါ်လင်းခိုးမှုနဲ့မပေါ်လင်းကြတယ်ဆိုတာဥလိပင်းယုံတော်မယုံဘူး။ ။ဘာဖြစ်လို့လဲဦးလေး။မင်းရုပ်ကြည့်ရတာကတခိုးရုံမှမပေါက်ပဲ။ကျွန်တော်အမှန်လဲခိုးမိတယ်ဦးလေးရဲ့။ပြီးတော့ခိုးချောင်းလဲတရားသူကြီးရှေ့မှာဖြောင်းချက်ပြီးတယ်။ဒီတော့အမှန်ပေါ့ဦးလေးရဲ့။ဒါကိုပြောတာမဟုတ်ဘူး။မင်းရဘယ်နည်းနဲ့မှတခိုးတရားတော့မဟုတ်နိုင်ဘူးပေါ့။မျိုးရိုးတော့မဟုတ်ဘူးပေါ့ဦးလေးရဲ့။ဒါပေမဲ့ကျွန်တော်အသက်၁၄နှစ်လောက်ရှင်လူထွက်ချိန်မှာစည်းကောင်းဝါကောင်းရပြီးတော့မှဒီဘက်ကိုလိုက်စားမိရတယ်။အခုပြရတာကဘယ်လိုပြရတာတော့ပြောစမ်းမအောင်ဒီမြို့မှာကျွန်တော်ရဲ့ဦးလေးတယောက်ရှိတယ်သူကလူကုန်တယောက်ပဲဒါပေမဲ့ပတ်စံကိုအင်မတန်စစ်စီတဲ့လူတယောက် မလူရဲမဆိုင်မတော့ရဲဆိုပါတော့သူတို့ပြောရတော့နောက်ဆုံးသူ့ရင်ဝင်ခိုးတာဖမ်းမိတာပဲဒါပေမဲ့မိဘုံကတော့တော်ဆန်းတယ်ပြောစမ်းပါအောင်လို့ကျွန်တော်ကတိုက်တွန်းလိုက်တော့ကျွန်တော်ကတခိုးဆိုပြီးမြင်သူများလို့တာမန်တခိုးမျိုးမဟုတ်ဘူးတွေ့ကြရလဲမခိုးဘူးတွေ့ကြရလဲမယူဘူးငွေလောက်ပဲယူတယ်အထဲတို့လက်ဝတ်လက်စားတို့ဆိုရင်ရွှေကလွဲပြီးတော့မှခိုင်းတော့မကြည့်ဘူးသူများလို့အောက်ဆောင်တို့ဘာလို့လဲမထားဘူးတယောက်တည်းခြေတာအဲ့တော့ဘရောမှမမိဘူးပေါ့ပြီးတော့ငွေဘလောက်ခံမှန်းကြီးရှိတယ်ရနိုင်တယ်မရနိုင်ဘူးဆိုတာကိုသေချာမှခိုးတယ်ဦးလေသေချာဘာမှခိုင်းနေဆိုပါတော့ ထားဖို့ဦးလေးရဲ့ပြီးတော့အိမ်အိမ်ဝင်မယ်ဆိုရင်တကိုးဆိုတာကအရင်မဝင်ရဘူးငွေရှိတယ်ဆိုတာကိုသေချာပြီးတဲ့နောက်စဉ်းစားစရာအချက်တွေကလည်းအများကြီးရှိသေးတယ်ငွေကိုပမာထားတယ်အိမ်သားတွေထဲမှာယောက်ျားဗနေအောင်ရှိတယ်ဘယ်သူကခုခံနိုင်တယ်အဲ့ဒီလူကဘယ်နာအိတ်တယ်ဘာလက်နဲ့ရှိတယ်ဆိုတာကိုပထမဆုံးစမ်းရသေးတယ်ဒီနောက်ဒီကိစ္စတွေဆုံးစမ်းပြီးတဲ့အခါဖေဘောက်ကထွက်ရမယ်ဆိုတာကအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ဘလောက်ပဲပစ္စည်းကိုယူလို့ရရထွက်ပေါက်ကချက်နေဖမ်းမိမယ်မလားအဲ့တော့လက်ရှော့တန်ရှော့လိုက်ရတယ်ပြီးတော့တကားဖွင့်တာတို့တော်တူလောက်တာတို့ဆိုတာတော့ညံထုတ်ရတဲ့အလုပ်တွေပဲ သိပြီးမခဲရင်လာပါဘူးအခုကျွန်တော်ပြောတာတွေကတခိုးရဲ့ဂျင်ယိုးချင်းစင်တွေပေါ့ဖမ်းပြီးပုံစမ်းနေဆိုတာကိုလည်းပြောစမ်းပါဦးဒီလိုဦးလီသူ့စီကိုပထမကျွန်တော်ကသွားပြီးတော့ငွေတရားချီးတယ်သူကကျွန်တော်ကိုအဖက်လောက်တော့မှစကားမပြောဘူးဒါနဲ့ဒီလောက်မပေးချင်လာတဲ့ပစ္စည်းငါခိုးယူမယ်ဆိုပြီးကလစားချီတဲ့ဘောနဲ့ခိုးတာပေါ့ငွေကိုသူ့ဘက်မှာထားတတ်တယ်ဆိုတော့သူစာရေးတဲ့စပွဲကလက်ရပဲအန်ဆွေးထဲမှာထားတတ်တယ်သမီးမနဲ့သမီးတွေလက်ဝက်လက်စားတွေကတော့အခန်းထဲမှာထားတယ်အဲ့တော့လဘလဆာကိုအယူအကျက်တယ်အခန်းထဲရောက်ဝင်ပြီးတော့မှယူနိုင်တော့မှအေးရ၃လေးကိုကြွေပြီးပြေးရမယ် ဒီတော့ကျွန်တော်ကလည်းဈေးကူးမထည့်မိဘူးကျွန်တော်ကြက်စီတာကအင်ရှီကန်သူစာရေးတဲ့စပွဲလက်ရအန်ဆွဲပဲဒါနဲ့တို့ရင်အနေထားသိပြီးတဲ့နောက်အင်ရှီတကားကဝင်မှုစိတ်ကိုဆုံးဖြတ်လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတကားကလွယ်ဆုံးလက်ဖွင့်နိုင်ပဲလူအိတ်တဲ့နေရာနဲ့အဝေးဆုံးဖြစ်တယ်။ပြေးပေါက်ကလည်းအကောင်းဆုံးဖြစ်တယ်။ဒါနဲ့သူလာကထုတ်လာတယ်ဆိုတာကိုသတင်းရတဲ့ညမှာပဲကြံစီတော့တာ။တကားကလည်းအတွင်းကထိုးရဖြစ်ပြီမဲ့အပြင်ကနေပြီးအမေရိကန်လွန်ဘူးနဲ့နှစ်ချက်လောက်လှည့်လိုက်ရင်သုံးလက်မပတ်လေအပေါက်တစ်ပေါက်ကတော့လွယ်လွယ်ကလေးပေါက်သွားနေတာပေါ့။အေးပြောစမ်းပါဦး။ ။ဒါမဲ့တကားကိုလွန်ပိုးနဲ့အပြင်ကဖောက်တဲ့အခါတက်တက်ဖောင်းပြီးပို့လို့ရတယ်။ဒါကတော့အတွင်းကဂလန်ထိုးတဲ့နေရာကိုမှန်းနိုင်အောင်အပြင်ကတကားမှာအိမ်လည်သွားတော့ကထုံးကလေးနဲ့တိုးခဲ့ရတယ်။ဒါနဲ့လွန်ပိုးနဲ့ဖောက်ပြီးလက်ဝင်သားတဲ့အခါအထဲကဂလန်ကိုအသံမကျအောင်ဆွဲလို့တာပေါ့။ဒီနောက်တော့လက်နေဓမီကလေးကိုလက်ဝါးနဲ့အသာအုပ်စပွဲအန်ဆွဲကိုဖွင့်တာပဲ။ကျွန်တော်မှပါတဲ့တော်ရင်းနဲ့ဆန်းလိုက်ရင်တချောင်းမတန်တချောင်းတော့တန်တာပဲ။ဒါပေမဲ့မိကျင်တော့ဘလို့ဖြစ်လာသလဲဆိုရင်ကျွန်တော်ကအင်မတန်သေးချာတဲ့လူတစ်ယောက်ဖြစ်တော့ငွေကိုယူပြီးအန်ဆွဲကိုပြန်ပိတ်တာကိုဦးလေးရေ ဲ့လိုပြန်လဲပိတ်ခေါ်အဖိုးကြီးကလည်းအေးရကနိုးပြီးအင်းရှိအေကန်းထံပြီးကပွင့်လာပါလေရောဒီတော့တခါတည်းတခါပေါက်ရှိရာကျွန်တော်ပြေးတော့တာပဲဦးလီဒါပေမဲ့ကျွန်တော်မပြေးနိုင်တော့ဘူးဗျတရားကကျွန်တော်ကိုနောက်ကနေဆောင်ဆွဲလိုက်တယ်လို့စပွဲနားမှာကျွန်တော်ဘိုင်းကနေပဲလဲကြသွားတယ်နောက်ကနေပြီးရိုက်လိုက်လို့လားဘယ်ဟုတ်မလဲဦးလီရဲ့အန်ဆွဲပြန်ပိတ်လိုက်တဲ့အချိန်မှာကျွန်တော်လုံကြီးစားကအမတ်တမဲအထဲညက်ပါသွားတာကိုဖျားပုံကရည်စရာကောင်းတယ်အဲ့တော့ကျွန်တော်လည်းခါးလေးကဓမြောင်ကိုတခါလေးဆွဲထုတ်မိတယ်။ဒါပေမဲ့မရတော့ဘူးနောက်ကျသွားပြီ။အေခန်းလေးကလူနှစ်ယောက်ထွက်လာပြီးကျွန်တော်ကိုဝိုင်းပြီးထားအောင်မကဘူး။ အဖိုးကြီးကပါကျွန်တော်လက်ကိုတအားနင်းထားလို့နောက်ဆုံးအမိခံလိုက်ရတာပဲခိုးတယ်လို့ဆိုတော့တနေ့မမိတနေ့မိဆိုလိုပေါ့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်အန်အော်တာကကျွန်တော်အင်မတန်သတိကောင်းပါရဲ့နေဒီလိုဖြစ်ရတာကတခုခုအကြောင်းရှိရမယ်လို့ကျွန်တော်တွေးမိတယ်မောင်ပေါလင်းကဘလို့ထင်လို့တော့အမှန်တော့ကျွန်တော်တို့ဦးလီကကျွန်တော်တို့မိဘများပေါ်မှာကျေးဇူးရှိတယ်ဗျအဲ့တော့ကျွန်တော်ကကျေးဇူးရှင်တရားကိုပြန်မမိလို့လားမပြောတတ်ဘူးဒါကတော့မှန်ကျင်မှန်မှာပေါ့မောင်ပေါလင်းကျေးဇူးရှင်ကိုပြန်မရင်ဒုက္ခတော့ရောက်တတ်တာကြီးပဲဒီနောက်မှာတော့မောင်ပေါလင်းကလည်းရန်ကုန်ကပိုင်းနယ်ဒီအကြောင်း မိသူမိဘ၌ယူပြီးမိခဲ့သူဝေစုခွဲရကြောင်းခပိုင်းနာခြင်းအတ္တမှာတကူအလုထပ်ပြင်းဆွန်စားရကြောင်းမျက်စိလှင်ယုံတာမကလက်ကလည်းလဲပြီးတော့မှတွက်လက်ဖြက်လက်ဖို့လူချောင်းတွေကိုပြပြတော့ကျွန်တော်တို့ကလည်းအတော်ညာနဲ့မှအိပ်ပျော်သွားကြတယ်နောက်ဆယ်လလောက်ကြာတဲ့အခါမောင်ပေါ်လင်းကထောင်ကားထွက်သွားပြီးကျွန်တော်ကလည်းသူ့ထွက်သွားပြီးတဲ့နောက်6လလောက်ကြာတော့ထွက်ခဲ့ရတယ်အချင်းကတပိပိအကုန်လွန်သွားတော့ကျွန်တော်ကလူစိုးတကူကြီးထောင်သားတွေကိုတွေ့ရပဲများတဲ့အတွက်မောင်ပေါ်လွင်းရဲ့အချောင်းကို3မီလီတော့သွားခဲ့ပါတယ် နောက်9နှစ်လောက်ကြာတဲ့အခါမှာကျွန်တော်ကလည်းရန်ကုန်ထောင်ထဲမှာရှိနေစဉ်တနေရာမှာလူသတ်မှုနဲ့တရားခံတယောက်ကထောင်ထင်းကိုရောက်လာပြီးတွားရောက်ကြည့်ရှုတော့သူကခြားသူမဟုတ်ပေါ်လွင်လို့ခေါ်တဲ့ကာနာရေးဖြစ်ကြောင်းတွေ့ရပါတော့တယ်ပထမတော့ကျွန်တော်ကသူ့ကိုမမမိသလိုရှိနေပြီမဲ့အကျဉ်းသားကကျွန်တော်ကိုလေးစားတဲ့အမူအရာနဲ့ဦးလေးကျွန်တော်ကိုမမမိတော့ဘူးလားကျွန်တော်ကာနာရိတ်လေးလို့နှုတ်ဆက်လိုက်တဲ့အခါကျွန်တော်ကလွန်ခဲ့တဲ့9နှစ်လောက်ကထောင်တစ်ခုမှာတွေ့ခဲ့တဲ့ဖြစ်ပျက်တွေကိုသွားပြီးသတိရမိတော့တယ်ကာနာရိတ်ရဲ့လူသတ်မှုကစစ်စစ်ရမှာရပောင်း20လောက်သာကြာပြီးစင်ကြဲချမှတ်လိုက်တဲ့နေ့ညမှာတော့ ကျွန်တော်ကသူနဲ့စကားပြောဖို့အချိန်ကနိုင်ဝက်လောက်ရရှိခဲ့တဲ့အတိုင်းသူ့ရဲ့အမှုဖြစ်ပြပုံဇလန်းကိုအခုလိုပြောပြပါတယ်။ရန်ကုန်မြို့လမ်း၄၀အထက်လမ်းမှာတိုက်ရှိကတစိကျိုးလီခါနဲ့ထွက်သွားရတဲ့တိုက်တလုံးရှိပြီးအဲ့ဒီတိုက်ရဲ့အပေါ်ဆုံးတက်အခန်းတစ်ခန်းမှာတော့အသက်80နှစ်လောက်အရွယ်ရှိတဲ့သိပ်ပြီးကျမ်းမှန်မရှိတဲ့မိမကြီးတယောက်ကအသက်အစိအရွယ်ရုပ်ရည်သားနာတဲ့လူရဲ့တယောက်နဲ့စကားစမိပြောနေတယ်။မိမကြီးကတယောက်အိတ်ခရင်တလုံးပေါ်မှာတယောင်ပြီးတော့မှဒီလူရဲ့ကိုညှိုးငယ်တဲ့မျက်လုံးနဲ့ကြည့်နေတယ်။ ။ဘောကောင်းဆလာနဲ့ရှိနေတဲ့ဒီလူရဲကဂရင်းနီးမှာရှိတဲ့ကလတန်အောင်တလုံးမှာထိုင်ပြီးဟောင်းနွဲ့နဲ့အိမ်နံပရီဘောကားတွေကိုကြည့်ရင်ကတစုံတရာကိုစဉ်းစားနေတယ်။ဒီလူရဲအမိကမောင်တရံဖြစ်ပြီးတော့ဆရာဝန်စာမီးပွဲကိုဝင်ဖို့အတွက်ပြင်ဆင်နေတဲ့ဈေးချောင်းသားတယောက်ဖြစ်ပါတယ်။အဲ့ဒီခါကဆရာဝန်ကြီးကဈေးချောင်းသားတွေကိုလက်တွေ့သင်ခန်းစာရစီဖို့ချောင်းသားတို့ဦးကိုလူနာတယောက်စီခွဲဝေပြီးကြီးရှုစီတယ်။ဒါကြောင့်လည်းမောင်တရံကလမ်းလေးစဲကဘန်းနာယောဂဆွဲကနေတဲ့ထော်တိုင်းချုံစီကိုလာရောက်ပြီးတော့မှလူနာဘယ်လိုမျိုးရှိနေလဲဆိုတာကိုနေ့စီတန်ရီရေးမယ်လို့ဆရာဝန်ကြီးစီကိုပို့ရပါတယ်။ ဆရာဝန်ကြီးရဲ့အမိန်အတိုင်းပဲစီးရီတက်ရတယ်။မောင်တရားကနေ့စဉ်လာရောက်ဖို့ဝတ်တရားရှိတဲ့အတိုင်းထော်သားညောင်စီကိုအဲ့ဒီနေ့ကလာရောက်ခဲ့တာဖြစ်ပါတယ်။မိမကြီးရဲ့ရုပ်လက္ခဏာကို၎င်းဟောင်းနှံပြီးမဲ့လည်းအမျိုးအစားကောင်းတဲ့အိန္ဒံပရိဘောကအနေငယ်နဲ့အဝတ်အစားတွေကို၎င်းချီးရှုခြင်းအဖြစ်ထော်သားညောင်အလွန်ဆင်းရဲရှာပြီးမဲ့ဆင်းရဲတဲ့မျိုးစားတွေကမဟုတ်ဘဲနဲ့တခြင်းကချမ်းသာခဲ့ပြီးမျိုးကောင်းဆွေကောင်းတွေကဖြစ်ရမယ်လို့မောင်တင်ကယုံကြည်မိပါတယ်။စကားပြောတဲ့အခါမှာလည်းထော်သားညောင်ကမောင်တင်ရန်ကိုလူကလေးလိုခေါ်တတ်တယ်။ထော်သားညောင်ကမောင်တင်ရန်ရောက်လာတိုင်းတက်နေသမျှအစားအသောက်ကလေးတွေနဲ့အခန့်ရှာလီတော့ ဆင်းရဲပေမဲ့စေတနာသရတရားတက်တန်သူဖြစ်ကြောင်းသိရတယ်။လူကလေးနေပူမယ်စောစောပြန်။ကိစ္စမရှိပါဘူးအမေဒီကနေ့တော်တော်တက်တာလေမလား။တက်တာပါလေသားရဲ့။အမေကကျွန်တော်ပေါ်မှာတခဲသားတယောက်လိုပဲနော်။ကျွန်တော်စိတ်ထင်ပြင်အမေမှအရင်ကသားရှိဘူးလေထင်တယ်။ရှိတာပေါ့လူကလေးတွေ့တာမလွဲဘူး။ဒါပြင်အခုသူပမာလဲမေ။မရှိတော့ဘူး။သေးသွားမလား။သေးပြီပြောပါတော့ကွယ်။အမေတော်တော်သေးပါပြီ။ငငယ်ကတော့သားတယောက်ဆိုပြီးဆိုသလောက်ချစ်ခဲ့မိတယ်။အဖေရောမေရောဆွေမျိုးညာတိတွေရောဝိုင်းပြီးချစ်ကြတာပေါ့။ အမေမျက်စိတွေတော့ငငယ်တုန်းကရုပ်ကိုပဲမြင်နေတယ်။ဟိုဂရီဘာအနက်အုပ်ထားတဲ့ရုပ်ပုံမလူကလေးရဲ့။ထော်တိုင်းကြောင့်ကစင်ပေါ်မှာတင်ထားတဲ့ဂရီဘာအနက်နဲ့ဖုံးထားတဲ့အရုပ်ကားပေါ်တကူလက်ညှိုးထိုးပြီးပြတယ်။မောင်တရံကအဲ့ဒီခါမှာဂရီဘာအနက်နဲ့အုပ်ထားတဲ့ပကြီးကားကိုသတိပြုမိပါတယ်။အမေမှသားတယောက်ရှိတယ်ဆိုတော့ကျွန်တော်ဖြင့်အခုမှသိရတယ်မိ။ပြီးတော့ဒီပကြီးကားကိုလည်းကျွန်တော်ကဆေးချောင်းသားဆိုပြီးမဲ့ပကြီးဘက်ကိုပို့ပြီးတော့မှဝါသနာထုံးနေမိရဲ့။ကိုယ်တိုင်လည်းပကြီးကားတကူဆွဲတယ်။အဲ့တော့တစိမ့်ကျွန်တော်မကြည့်ရဘူးလားမိ။ထော်တိုင်းကြောင့်ရဲ့အပြေကအလွန်လေးခံပြီးစေပါဝန်ဆောင်လက္ခဏာမရှိဘူး။ အမေကတော့ဒီရုပ်ပုံကိုကြည့်တော့မကြည့်ချင်တော့ဘူး။ဒါပေမဲ့လူကလေးကတော့အမေကိုစေဝါကုသားပြီးပြုစုဆောင်ရှောက်တဲ့ယေရှုရှိတာကြောင့်ကြည်ဖို့ခွင့်ပြုပါတယ်။မောင်တန်ကဆင်ပေါ်မှာတင်ထားတဲ့ခါပေါင်ကိုဆွဲယူပြီးအပေါ်ကဖုံးထားတဲ့ဂရီဘာဝတ်ကိုတပြည့်ပြည့်လှက်လို့အတွင်းမှာရွှေပေါင်းနဲ့ကြက်ထားတဲ့ရွှေပြင်းပေါ်မှာစီစင်းနဲ့ခြေလေရေးဆွဲထားတဲ့ပုံတစ်ပုံကိုမြင်ရတယ်။ရုပ်ပုံကခုနှစ်နှစ်သားအရွယ်ရှိတဲ့ကလေးတစ်ယောက်ကမလကာပင်တပင်နောက်ကထွက်လာပြီးလက်တစ်ဖက်နဲ့မလကာသီးတစ်လုံးကိုကိုက်ဆိုင်းကခိုးချောင်ကိုယ်ဝယ်မျက်လုံးနဲ့ကြည့်နေပုံပါ။အယူကားရဲ့အောက်မှာတော့အခုလိုကပီးတိုးထားတယ်။ ဘာအုံမာလာဂါဒီတခုအသက်9နှစ်အခန်းထဲမှာတခဏငြိမ်သက်နေတယ်ဆေးကြောင်းသားမောင်တရံကပကြီးကားအမှုပညာကိုအခဲခတ်ပြီးရုပ်ပုံရဲ့အချိုးစားကြခြင်းအယောင်သွင်းပုံရဲ့တဘာဝကြခြင်းလက်ရကောင်းခြင်းစတာတွေကိုအံ့ဩလို့မဆုံးနိုင်အောင်ရှိနေတယ်လူမမမိမကြီးကတော့ရှေးရောက်နားမြေတွေကိုပြန်ပြောင်းစဉ်းစားနေတဲ့တွေ့ဝင်နေပါတယ်သိကောင်းတာပဲအမေရဲ့သိပြီးတဘာဝကြတဲ့ကားပါပဲအမေဒီလောက်ကောင်းတဲ့လက်ရကိုကျွန်တော်ပြည့်တခါမှမမြင်ဘူးဘူးတကယ်ဘိုးတန်ကားဆိုတာအမေမသိဘူးလား200 300နည်းဆုံးတော့တန်နေပြီ900ဆိုတော့တန်နေပြီမိမကြီးကပြောလို့သာနေတယ် လူကလေးကဒီလိုပြောတော့အမေတို့ငငယ်တုန်းကအခါကောင်းအချိန်ကောင်းတွေတွေ့ခဲ့ရတာသွားပြီးတော့မှအမှတ်ရတယ်။ရုပ်ပုံတွေကကလေးတာမဟုတ်ဘူး။ဒီရုပ်ပုံကိုရေးတဲ့လူကပါသွားပြီးအမေသတိရတယ်။တခြားသူဟုတ်ပါယူလာမအောင်ရေးတဲ့ပကြီးဆရာကအမေရဲ့ခင်ပွန်းဒါကသူ့ရဲ့နောက်ဆုံးလက်ရာပဲ။ကောင်းတယ်ဆိုတာကတော့ငွေရဲ့တန်ဖိုးနဲ့ဆွဲတာမှုပဲနဲ့မြေတားကိုတန်ဖိုးထားပြီးဆွဲတဲ့ကားကိုအဲ့တော့အမေတသက်လုံးချမ်းသာလာအောင်ငွေကိုပုံပေးပြီးမှအမေမရောက်နိုင်ဘူး။ဒီစကားကမောင်နေရဲ့မျိုးလင်းချက်တွေကိုဟန်ထားလိုက်သလိုရှိတယ်။ဝယ်မလို့မေးတာမဟုတ်ပါဘူးအမေ။ကျွန်တော်ကဒီကားကိုကူးယူခြင်းနဲ့ ကျွန်တော်ခုဆွေးနေတဲ့ဆွဲလဲစားအယူကားကိုဒီပကြီးကြည့်ပြီးအသက်သွင်းပေးခြင်းနဲ့ကျွန်တော်ကိုကူးကွင်းပြုမယ်မလားမီနောက်တော့လူများမြင်အောင်ပြပွဲကိုတင်ဖို့ဆိုပါတော့ဟုတ်တယ်မီပြပွဲကိုတော့တင်မှာအမှန်ပဲဒါပေမဲ့ပုံစံကတခြားပါတကယ်လို့ကလေးမျက်နှာကိုကြည့်တဲ့လူတွေကအမှတ်မိတယ်ထောင်းအမေရဲ့ကောင်းတဲ့ကောင်ကိုမတိခဲ့ပါဘူးဒီပြင်လေဒီကားကိုငားရတဲ့အတွက်အမေလူချင်းစလောက်တောင်းပါကျွန်တော်မငင်းပါဘူးပေးပါမယ်ပြီးတော့ကျွန်တော်လက်ထဲမှာရှိနေတယ်မြတ်ကျွန်တော်အသက်နဲ့လေးပြီးစောင့်ရှောက်ထားပါမယ် တော်တော်လည်းမောင်နေရကသူ့စကားမဆုံးမီမိမချင်းမျက်နှာသားကိုမြင်ရတော့ဘလို့ပြေဆိုရမယ်ဆိုတာကိုသိနေမီဒီဟာတော့အမေမလိုက်ရောနိုင်ဘူးလူကြီးဒီကားကိုအမေမျက်စိရောက်ကအပြောင်းမခံနိုင်ဘူးစဉ်းစားပါဦးမီကိစ္စကလည်းငွေရမယ်ကိစ္စစကားမဆုံးမီမှာငွေဘာငွေလဲငွေဆိုတာရှိလဲရှိဘူးပါဘီနောက်ထပ်လည်းမလို့ကျွန်တော်ဘူးငွေရတခြားလူဘာမှသာတကူရှိမယ်အမေဘာမှတော့ဘာမှတကူမရှိဘူးမောင်ကြီးဒါဖြင့်လည်းအမေမျက်စိအောင်ပါပဲပုံချံကူယူပြရစီဗျာ ဒီလိုကူဖို့လည်းအခွင့်မပြုနိုင်ဘူးလို့လေအခုမင်းကိုပြတာတော့မှအမေလွန်လာပြီဒီကတိပါကြီးဖုံးထားတဲ့အောက်မှာဘာမှမရှိသလိုအောက်မိလိုက်ပြီးတော့ဒီလိုပြောဆိုပြီးတဲ့နောက်မိမကြီးကပကြီးကားကိုကတိပါဖုံးနဲ့အုပ်လိုက်ပါတယ်ကျွန်တော်အစေးတက်ကိုဝါသနာပါလာလို့သင်နေတာမဟုတ်ပါဘူးမီးကျွန်တော်ကပကြီးပညာမသာဝါသနာထုံးတာပါကျွန်တော်ရဲ့အတကအနုပညာထဲမှာသာနေပါတယ်ဒီကားကိုကြည့်ပြီးဆွဲရရင်ကျွန်တော်ရဲ့ဘဝခရီးအောင်မြင်မှုကအထွတ်ထိပ်ရောက်တာနဲ့အတူတူပါပဲပြီးတော့အမေကိုယ်တိုင်ပကြီးစီရတယောက်ရဲ့မိမဖြစ်လို့ကျွန်တော်ရဲ့ဆန္ဒကိုကျွန်တော်ရဲ့အသံနှလုံးထိအောင်အမေမြင်နိုင်ပါလိမ့်မယ် ထလောက်တော်တောင်းမန်တာခွင့်ပြုပါတော့မည်မိမကြီးကအလွန်ကုန်မတုံးလုံးသွားရတဲ့မျက်ရည်တွေစုပြီးလာတယ်တိုးတော်လည်းပြောပြီးစကားတွေကိုတော့မပြင်တော့ဘူးဒီလိုနဲ့နောက်ဆုံးမှမောင်တရံလေးလက်လျှော့ပြီးပြန်သွားရတယ်တိုးတော်လည်းအရှိလီကားကဆင်းတဲ့ခါမှမောင်တရံကဘာပဲဖြစ်ဖြစ်ဒီကားကိုတော့ငါရအောင်ယူမယ်လို့ဒီလိုရွတ်ဆိုသွားတယ်နောက်တနေ့မှလည်းသူ့ရဲ့တောင်းဆိုချက်တွေကအချင်းကြီးဖြစ်ခဲ့တယ်ဒီလိုနဲ့အချင်းကုန်ခဲ့တော့နောက်တနေ့မှမောင်တရံကတငယ်ချင်းတယောက်နဲ့အတူ Lesland Tate Freezer Lamb ရှိ Hotel Side ဆိုင်မှာနေလေစားနေပြီး Freezer Lamb မှာခပိုင်းတဲ့တယောက်ကိုပလေးတီဖမ်းမိသွားလို့ အဲ့ဒီကြောင့်ကစားပြီးစကားဆန်းပြီးလို့တကယ်ချင်းဖြစ်သူကထားတဲ့စကားမစက်ဒီ ਉਹ ထဲမှာဗန္နာဆိုးလုတ်တဲ့တောင်းချင်ဆိုတဲ့ကောင်ကအရင်ကတခုပဲကြုတ်တည်တယ်ဒါပေမဲ့အခုတော့မလုတ်တော့ပါဘူးခေါင်းကမမလုတ်ခိုင်းစားနေပါပြီကျို့တို့စွဲကိုလာသွားတယ်လေဘာစားမလဲလို့မေးတဲ့ခရုံးစတော့တဲ့လူပေါ့သူကဒီ ਉਹ ထဲမှာဗန္နာဆိုးလုတ်နေတာကပိုင်းတဲ့နေရာများတော့တကယ်လှင်တဲ့လူတယောက်ကျို့ရဲ့တက်တည်ပဲအခုတော့မလုတ်တော့ပါဘူးဒါပေမဲ့အပြော်လုတ်ပြစမ်းပါဆိုပြီးဗရန်ဒီတစ်ခွက်လောက်တိုင်းလိုက်ရင်တော့ဘသူအိတ်ထက်ကပတ်စံကိုနှိုက်ပြရမလဲပြလိမ့်မယ်ဘသူအိမ်မှာထိုးထားတဲ့ဖောင်တင်ကိုလိုချင်တဲ့လူပြမယ် အဲ့ဒါလောက်လင်းနေကောင်ဒါဖြစ်ရင်ကျုပ်နဲ့မေးဖွဲ့ပေးစမ်းပါဦးကောင်းပြီလေကျုပ်ခေါ်လိုက်မယ်ဒီနောက်မှာမောင်တန်ရဲ့တငယ်ချင်းကတောင်းချိုင်နဲ့မောင်တန်ဟန်တို့ကိုမိတ်ဆွေဖွဲ့ပေးပြီးတဲ့နောက်ဟိုတယ်ကနေရှေးဦးစွာထွက်သွားတယ်မောင်တန်ကတောင်းချိုင်အတွက် brand တစ်ခွက်မှာပြီး base state ကျော်စုံနဲ့မြည်စီလို့ဒါဖြစ်ရင်ကိုတောင်းချိုင်ကမြို့ပေါ်ကတခိုးတွေကပိုင်းနိုင်တယ်ကိုကောင်းကောင်းသိမှာပေါ့သိပါတယ်ဆရာကဘာကိုလိုချင်လို့လဲကျုပ်ပွင့်ပြောတော့မယ်ကိုတောင်းချိုင်ကျုပ်မှာကိစ္စကလေးတခုရှိနေတယ်ဒါကြောင့်သိတော့မယ်လူတယောက်ကိုခင်ဗျားကညှိုးစေခြင်းတယ်ခင်ဗျားတိုင်ရမယ်ကိစ္စလားဆရာ မဟုတ်တာပဲကျုပ်လိုချင်တာကခိုးရမယ့်အလုပ်ကိုနိုင်နိုင်နေနေလုပ်မဲ့လူတယောက်တော့လိုချင်တာခိုင်းလေခမရကိုတော့ကျုပ်ဖွင့်ပြောတော့မယ်ဒီလိုကျုပ်မေဆွေတယောက်မှအင်မတန်ကောင်းတဲ့ပကြီးကားတစ်ချက်ရှိနေတယ်အဲ့ဒါကိုကျုပ်ကကူယူချင်တယ်ဒီမိမကြီးကရောင်းလဲမရောင်းဘူးငားလဲမငားဘူးအဲ့တော့ကျုပ်ကိုတနင်္ဂနွေတစ်ပတ်လောက်ဖြစ်ဖြစ်နှစ်ပတ်လောက်ဖြစ်ဖြစ်ဒီပကြီးကားကိုခိုးပေးစေချင်တယ်နောက်တော့ကျုပ်ပြန်ထားမှာပဲဒါဖြစ်ရင်လည်းကောင်းသားပဲဒီကားကိုတော့ဆရာတစ်ခါတည်းလက်မသွားဘူးမလားကျွန်တော်တို့ကအသိနဲ့ဆရာကျွန်တော်တို့အသိကသက်စာရှိတယ်မဟုတ်တာလည်းမလုပ်ဘူးကျွန်တော်အတွက်ဆိုရင်တော့ဆရာငွေဘယ်လောက်ပဲပေးပြီးမလုပ်တော့ဘူးပြီးတော့တခုရှိသေးတယ် မကောင်းတဲ့ရည်ရွယ်ချက်နဲ့သာဆရာလာမယ်ဆိုရင်ကျွန်တော်ကိုမေးဖွဲ့တာဆရာမပီဆရာကိုဘယ်သူစီကိုမှမညွန်ပြနိုင်ဘူးဒီအတွက်တော့မစိုးရိမ်ပါနဲ့ဗျာဥစ္စာရှင်ကိုယ်တိုင်ကဒီလောက်တန်ဖိုးထားတဲ့ပစ္စည်းကိုချုပ်ကလည်းအပိုင်မယူချင်ပါဘူးချုပ်ကလက်ရာကိုကိုယူချင်ရုံပဲယူပါတယ်ဒီပြန်တော့ဘာမှမလုပ်ဘူးဒါကြောင့်ဒီအလုပ်ကိုသက်စာရှိရှိခတိတီတီနဲ့ယူသားစွာလုပ်ပေးနေတဲ့လူတယောက်ကိုချုပ်လိုချင်တာဒီလိုဆုံးတော့ရှိပါတယ်ဆရာကာနာရိတ်ဆိုတဲ့အကောင်ကဒီလိုမျိုးမှဂျင်ပေါ့ပြီးတော့ဆရာပြောတဲ့အတိုင်းအလုပ်ကလွယ်ရဲ့နော်ဘာမှဒုက္ခတော့မရောက်တိုင်ရပါဘူး ဘာအနောက်ရမှာမရှိပါဘူးဗျာစိတ်ချပါလောရမယ့်အလုပ်ကလည်းလွယ်လိုက်တာလွန်ပါရောအခန်းမှာမိမကြီးတယောက်တည်းနေတာပြီးတော့ကောင်းကောင်းလည်းမမာဘူးတကားကလည်းမလုံတလုံးနဲ့လက်တမနဲ့တုံးဖွဲ့ပြီးတော့မှဝင်နိုင်တယ်ခိုင်တာပြင်းဒီကနေ့ညနေ9:00တိတိမှာပန်းဆိုတဲ့ဒီဘက်တောင်ကဆရာဆောက်ပြီးတော့ကျွန်တော်ဆက်ဆက်လာခဲ့မယ်အဲ့ဒီနေ့ညနေမှာတောင်းချင်ကအစီချောင်းသားမောင်တရံကိုကြောင်ကြောင်ရမှာရှိတဲ့အလွန်ကြောင်ကြတဲ့နေရာတစ်ခုကိုခေါ်သွားပြီးလူတယောက်နဲ့တွေ့ဆုံမိဖွဲ့ပြီးတော့အဲ့ဒီသူကကာနာရိတ်ဆိုသူပဲဖြစ်ပါတယ်တောင်းချင်ပြန်သွားတဲ့အခါမောင်တရံကလပိဘူးလို့ဆိုပြီး ငွေစက်ကိုစရံ3ချက်တောင်းချင်အိတ်တွေကိုထည့်ပေးလိုက်တယ်။မောင်တရံကကာနာရိရဲ့မျက်နှာကိုတစ်ချက်လမ်းကြည့်ပြီးငါဒီမျက်နှာမျိုးကိုမြင်မှုပါလေ။ဘယ်မှာမြင်မှုပါလေအတန်ကြာစဉ်းစားနေတယ်။သို့တော်လည်းစဉ်းစားမရတဲ့အတွက်နောက်ဆုံးလဲလျှော့လိုက်ရတယ်။မောင်တရံကကာနာရိကိုမိဘွယ်စကားပြောကြပြီးတဲ့နောက်ဘယ်လန်းဘယ်နေရဘယ်လီကားကတက်ရမယ့်အကြောင်းအခန်းရှင်ကကောင်းကောင်းကြီးမကျမ်းမာတဲ့မိမတယောက်ဖြစ်ပြီးပကြီကားကိုသူ့ရဲ့အိယာခေါင်းရင်းမှာရှိတဲ့ဆင်းပေါ်မှာဂရီဘာဖုံးထုတ်ထားတဲ့အကြောင်းဒီကားကိုယူပြီးအဲ့ဒီနေရာမှာကန့်တဲ့အရက်အတွင်းမှာဆက်ဆက်ပြန်ပေးပါမယ်ဆိုတဲ့စာစာကိုထားခဲ့ရမှာဖြစ်ကြောင်း တကားကပြတ်နေတဲ့အတွက်ဂလန်ကအပြင်ကလွင်လင်းတူကိုနှုတ်ယူနိုင်ကြောင်းနဲ့စိတ်ရှိလက်ရှိပြောပြနေတယ်။ကာနာရီကမောင်တယန်စကားကိုနားထောင်ပြီးတဲ့နောက်ဥษาရှင်ကမိမရောက်လာ။ဟုတ်တယ်ပြီးတော့လေကောင်းကောင်းမမရှာဘူး။ငှားရင်မရဘူးလားဆရာ။မိမကြီးကလည်းဖြစ်ပြန်ဆင်းလဲဆင်းရဲပြန်တော့ငွေပေးရင်ငှားမှာပေါ့ဆရာ။ခတ်တာကတကယ်လို့မိမကြီးကအော်မယ်ခုခံမယ်ဆိုရင်ကျွန်တော်ကစိတ်မြန်မြန်နဲ့ထင်မိထင်ရလုံးမိမှဆိုးတယ်။ဒီလိုဗျာခမားစီကိုကြောက်လာတာကနောက်ဆုံးမတတ်နိုင်တဲ့အဆုံးချက်မှလာတာ။ငှားဖို့ဆိုတော့ဒီကားကိုဘယ်နည်းနဲ့မှမငှားဘူး။ ငါ့ဘုံနေနေတာသူမျက်စိအောက်ကနေတောင်မှခုခွင့်အခွင့်မပြုနိုင်ဘူးဗျဒါပေမဲ့ကျုပ်ကအကြံပေးလိုက်တာတော့သဘောမတူနိုင်ဘူးဘယ်နည်းနဲ့မှနောင်ချင်အောင်တော့မလုပ်နဲ့အဲ့တော့ခမားစိခမားနိုင်မနိုင်ကိုမလုပ်ခင်စဉ်းစားစမ်းမအောင်တကယ်နဲ့စဉ်းစားပြီးတဲ့နောက်တော့ခိုင်လှုပ်မယ်ဗျာခမားဘယ်လောက်ပြီးမလဲ300ဗျာဒေါ်လောက်ပြီးမလားတော်ပါပြီခမားလေးစားရဲ့အယုတ်ကားနေရာမှာထားပြရမယ့်စာရည်သာကျုပ်ကိုပေးပြီးတော့ဒီကနေ့နှစ်နာရီထုံးမှအယုတ်ကားကိုခမားလက်ထက်အပ်မယ်ခမားအင်းကနေပြီးငွေနဲ့သာအစင်းစင်းစောင့်နေပြီးတော့စိတ်ချပါကျုပ်စောင့်နေပါမယ်စင်ရတရားယူသွားပါ အဲ့ဒီပေါ်ဝတ်ထုလေးကိုအချောင်းလေးကိုပြောပြပြီးလဲနောက်ခန္ဓာရိတ်ကဆက်လက်ပြီးဒါနဲ့ကျွန်တော်ကလည်းဒီမိမကြီးအခန်းရောက်အောင်ဘဲကတက်ရတယ်လေကားကဘယ်နှချိုးရတယ်ဘယ်နှချိုးရှိတယ်အလဲထက်မှာဘယ်သူနေတယ်အောက်ဆုံးထက်မှာဘယ်သူရှိတယ်ခိုးဖို့မောင်ရိတ်ကဘာမှရှိတယ်ဆိုတဲ့အချောင်းလေးကိုခေးစေးတွင်ကျသူစီကမေးပြီးည7:00ကျော်ကျော်လောက်မှာလမ်းလေးစေးကိုဝင်သွားပြီးတော့အသွားပြန်ဒီတက်ကိုရှောက်ကြည့်တယ်ကြည့်ပြီးတော့7:00လဲထိုးလူလူကြီးလဲတိတ်ကောဒီတက်နဲ့မျက်နှာချင်းဆိုင်ပြင်းနေတဲ့တိုက်ပြတ်တလုံးအကိုဝင်ပြီးကတ်တယ်တနားရီလဲထိုးတော့သူပြောတဲ့အလီကားအတိုင်းပဲတိုက်ပေါ်ကိုတက်ပါလိမ့်ရောဦးလီး ဒီလိုရှေ့ရှေ့လေးလေးတက်ရတဲ့လေကားမပြောနဲ့အင်မတန်ရှုပ်တဲ့ငါးတက်လေကားကြီးတောင်မှတက်လာသေးတာဒီလေကားတော့ဘာအရေးကြီးတယ်လဲဒါနဲ့အပေါ်ဆုံးတက်ရောက်တော့မိမကြီးအခန်းကဘာသာမှမကြားဘူးဒါနဲ့ကျွန်တော်ကလည်းမောင်ရေးကခုပြီးတကားစီကိုတပြေးပြေးကတ်သွားတော့တကားအထက်ကကလန့်မထိုးဘူးဗျာဘောက်ကြီးကလေးနဲ့အတွင်းကချိတ်ယုံမဲ့ချိတ်ထားတာတွေ့ရတယ်တကားကချောင်ပြီးတော့မှတလက်မလောက်ဟာနေတော့အထူးဖွင့်နေစရာမလိုတော့ဘူးလက်ညှိုးလေးနဲ့အပြင်ကနေပြီးတော့မှအသာမလေးယုံနဲ့ပွင့်သွားတော့တာနောက်ကျွန်တော်ကလည်းတကားနာကတ်ပြီးတခုလိုထုံးစံတိုင်းအိမ်ထဲကလိုအိမ်မိတ်နားထောင်တာကို အတမမပြင်းပြင်းရှင်တန်ကြားနေရတော့အခန်းထဲမှာလူကအိမ်မောကြနေပြီဆိုတာကိုသိရတယ်။အဲ့ဒါနဲ့ကျွန်တော်ကလည်းအခန်းထဲခြေပြားတော့ဝင်တယ်။ခရင်မမမိမကြီးတရားဟိုဘက်လေးပြီးအိမ်နေတယ်။သူခေါင်းကအစင်မမအဖုန်းနဲ့တကုတ်နဲ့အုပ်ထားတဲ့အယုတ်ကားဆိုတာမြင်ရတယ်။မြင်ရတယ်ဆိုတော့ကဒီလိုဦးလီလာကလေးကလည်းသကောင်လောက်ထွက်အလားတိုင်နေပေးပရင်မောက်ပေါ်ကလေဝင်ပေါက်မှန်ကဝင်ပြီးလာတဲ့မလင်းတလင်းအလင်းအောင်လေးနဲ့မြင်ရတာပေါ့။ပြီးတော့ကျွန်တော်မျက်စိကလည်းမောင်နေပါသူများတဲ့ပုံမြင်နိုင်တယ်။ဒီအကြောင်းလေးဦးလီကိုပြောပြရအောင်ပါပေါ့။နောက်ကျွန်တော်ကလည်းအယုတ်ကားရှိတဲ့နေရာရအောင်ခြေပြားထောက်သွား အယုတ်ကားယူကျွန်တော်အေးတဲ့ကစာကလေးနှပ်ပြီးအယုတ်ကားထားတဲ့နေရာချထားခဲ့တာပေါ့အတတရားလောက်ရတဲ့အလုပ်ပဲဦးလေးပြင်300မက300မရရမလုပ်ဝင်ဘူးလူတွေအိတ်နေတဲ့အိတ်ခန်းထဲဝင်ယုံနေဦးလေးပြင်ရင်တုံလာပြီကျွန်တော်ကတော့အဆာရှိနေပြီကိုဦးလေးရဲ့နည်းနည်းကလေးမှမကြောက်တော့ဘူးမိမတယောက်အိတ်ဒီတာမပြောနဲ့ယောက်ျားကြီး10ယောက်အိတ်နေပြီကျွန်တော်ဝင်ဝင်နေခိုင်ဆက်ဆဲမအောင်ဒါနဲ့ဆင်မမဆာရောက်ကောက်ကလေးချထားခဲ့ပြီးတဲ့နောက်ကိုလေတလန့်ပြန်ဆိုးလိုက်ကိုမိမကြီးကအိတ်ရကတခါနဲ့လှန်လို့ပြီးအိတ်ရပေါ်မှာငုတ်ထုတ်ထိုင်နေရတာဖြစ်နေပြီ ကျွန်တော်ကလည်းအခန်းလေးလောက်ရောက်လာကောမိမကြီးကကျွန်တော်အပေါ်ခုံအုပ်ပြီးတော့အယုတ်ကားကိုတခါလေးလှူတာပဲဗဇက်ကလည်းငါကားပြီးတခုတခုနဲ့អော်တာပေါ့အဲ့တော့ကျွန်တော်ကလည်းလွတ်လွတ်အမေကြီးဓာတ်ထုတ်ခံကျင်လာလွတ်ဆန်းဆိုပြီးယုံသူကလည်းអော်ပေါ့အဲ့တော့ကျွန်တော်လည်းစိတ်ထွက်လာပြီးခိုင်းပြီးပြီးတော့ဆိုပြီးခါးထဲကဓမြောင်ဆွဲထုတ်တချက်တဲ့ရင်ဝါကိုစိုက်ချရတာမိမကြီးလည်းချမ်းမြေပေါ်လဲကြတော့တာပဲအဲ့ဒီလိုလဲလို့ကားပေါ်မှာအုပ်ထားတဲ့အဝတ်ပြုတ်ကြသွားတော့ကျွန်တော်လည်းအိတ်ထဲပါလာတဲ့လေနေသမီးအငယ်စားလေးနဲ့အယုတ်ကားကိုထိုးကြည့်တဲ့အခါပကြီးကားလည်းမြင်ရကိုတမနေအတွင်းကျွန်တော်ဘွားကစိတ်ထဲမှာအလိုလိုပြောင်းသွားပြီး ။ဟိုငငယ်ကအဖြစ်တွေကမျက်စိတွေတခါလဲပေါ်လာတော့တာပဲ။ခေါင်းမှာရေးထားတဲ့စာကိုမြင်ပြန်တော့ဘာအုံးဘာအုံးခွေးတက်မိုက်တဲ့ဘာအုံး။နင်တော့အမကြီးမားပြီဆိုပြီးမိမိကိုတခါလဲပွေယူလိုက်မိတယ်။အော်ဒီမိမကြီးကမင်းအမေလား။ကျွန်တော်အမေပေါ့ဦးလေးရဲ့။ရုပ်ပုံကကအဖေကကျွန်တော်ခုနှစ်တသားအရွယ်ကကျွန်တော်ကိုပုံတူဆွဲထားတဲ့ကဘာအုံးဆိုတာကကျွန်တော်ငယ်နေမယ်ပေါ့ဦးလေး။ပြမပြရလေမပေါ်လွင်တိုက်ဆိုင်မှာတိုက်ဆိုင်တက်လွန်းနေကျေးဇူးရှင်အစစ်ကိုပြမမိလို့လေတစ်ဖက်ခါမနဲ့ကိုကျိုးစင်တရားတော်မှာပဲဦးလီ တကားကလည်းကျွန်တော်ဦးလေးအရင်အဝင်ခုံးပြီလို့မမိတမ်းမဲနဲ့မိရပြီထောင်တနည်းကြာခဲ့တာဦးလေးတည်ပြီသားအဲ့ဒါနဲ့အမေကိုပြေးထားတဲ့အချိန်မှာပဲအောက်ထက်ကတက်လာတဲ့လူတန်တွေဘောခြေတန်တွေဘောကြားပြီချက်ချင်းလိုပဲကျွန်တော်ကိုဝိုင်းပန်းကြတယ်ဦးလေးကျွန်တော်ကလည်းစကားရှိမှဆိုတာနဲ့တခွမှပြန်မပြောဘူးပြည်စည်းခိုးရအောင်လှိုင်းကလူနိုးတာနဲ့ဓာတ်နဲ့ထူးတမ်းမိတဲ့အကြောင်းတဲ့တဲ့ကြီးဝန်ခံလိုက်တယ်ကျွန်တော်အမေလည်းကျွန်တော်လက်ပေါ်မှာပြီအသက်ပြောက်သွားရှာတယ်သေးတဲ့မိန်းမကြီးကတကူတယောက်ရဲ့အမေပါလားဆိုပြီးကျွန်တော်အတွက်နဲ့သေးတဲ့လူရဲ့ဂုံကိုထိခိုက်မှဆိုတာနဲ့ကျွန်တော်အမေပါရဲ့လို့ကျွန်တော်အဆင်မခံခဲ့ဘူး မောင်ပေါ်လင်းအမှုကစဉ်းစားကြည့်လေတကယ်ကြည်ခွေးစရာကောင်းလေပါလားကို့အမေရင်ကိုကိုမသိလို့ထားနေထိုးသက်မိတဲ့ထောင်းလေတီးပြီးတဲ့နောက်အမေရေလို့တော့မှဖွင့်ပြီးမငိုဝန်းတဲ့ဘဝမျိုးဒီရဘူးကိုကျွန်တော်ချိန်မိပြီးခံခဲ့ရတာတပတ်ကမနေ့ကျတော့ဝတ်ကျွပါပြီဦးလေးရေတရားနဲ့သာဖြေပါတော့မှာပေါ့လေလွန်မိတဲ့ကိစ္စကိုနောက်ထပ်ရနေလို့ကို့မှာသာအကုသို့ပွားတော့မှာပဲပြီးတော့အခုလိုဂျိုးပြေးခံပြီးဂျိုးနဲ့တည်ရတာကကျွန်တော်စိတ်ထဲမှာတော့တမျိုးဝမ်းသာတယ်ဦးလေးဂျိုးစင်မော်တက်အမှနည်းနည်းကလေးမှကျွန်တော်မြင်မကြောက်ဘူးဘာဖြစ်လို့လဲပွဲ လယ်ဘေးမှာကျွတ်တက်ပြီးတည်ရတာကအသေးဆိုးတည်ရတဲ့အထင်မှာအသက်သာဆုံးတည်ခြင်းမဟုတ်ဘူးလေကျွန်တော်ချင်းရဲ့အသေးဆိုးနဲ့တည်ရလိမ့်မယ်လို့ဘေးရင်ကဟောဘူးတယ်ဒါကြောင့်ဓာတ်နဲ့တည်ရမှာသနဲ့နဲ့တည်ရမှာအစိမ့်တော့တည်ရမှာမြတ်ကျွန်တော်ပြင်သိကြောက်တာအတူတူပဲနေပါလိမ့်မယ်ထင်ပါရဲ့မဟုတ်ဘူးဦးလေးဝိရဏခံစားတဲ့နေရာမှာဒါကအသက်သာဆုံးနဲ့အမြန်ဆုံးနေမယ်အလွန်ဆုံးခံရလား2မိနစ်ပေါ့ဒါတဲ့ကျွန်တော်ဘာကြောင့်တခုဖြစ်လာရတဲ့ကြောင်စကားဆက်အောင်မယ်အချင်းရှိသေးရဲ့နော်9မိနစ်တော့ကျန်ပါသေးတယ်ထောင်ပြတာမလာသေးပါဘူးကျွန်တော်ကိုဘာဖြစ်လို့ခန္ဓာရိတ်လို့ခေါ်ကြတယ်လေဦးလေး မင်းကလည်းအတီးသားနဲ့မင်းနေရသေးသလားမင်းမျက်စိတစ်ဖက်လက်နေလို့ပေါ့မော်ပေါ်လင်းကသူ့ရဲ့မျက်နှာကိုလမ်းကြားမှာထွန်းထားတဲ့မင်းရဲ့လင်းရောင်ဘက်ကိုလှည့်ပြီးလက်ဝဲဘက်မျက်လုံးကိုလက်နှစ်ဖက်နဲ့ဖြဲပြီးတဲ့နောက်ဟော်ဒီဘက်မျက်လုံးကိုဦးလီအသေးချာကြည့်စမ်းပါမြင်ရတယ်လေကျွန်တော်ကလည်းတေချာစွာနဲ့ကြည့်တော့အဖေါ်ကမျက်ခုံကဆေးလုံးမတက်ပိနေပြီမဲ့အောက်ဘက်မှာတော့အနက်လုံးလေးတစ်လုံးကိုတွေ့မြင်ရတယ်ဒါဟာလူရဲ့မျက်လုံးလောက်မကြီးပြီမဲ့နှက်ပြောင်းပြီးအယောင်တောက်လို့မျက်စံလိုမျိုးအဖြူချောင်းလေးတစ်ခုကအထက်နဲ့အောက်ထောင်မြင်နေရပါတယ်ဘာမြင်ရတယ်ဦးလီမင်းဥစ္စာမျက်စိမှမဟုတ်ပဲမျက်လုံးကလေးကအကောင်းလို့မြင်ရတယ် အကောင်တော့အကောင်မဟုတ်ဦးလေဒါပေမဲ့လူမျက်လုံးတော့မဟုတ်ဘူးမင်းပြောတာငါကောင်းကောင်းနားမလည်ဘူးလူမျက်လုံးမဟုတ်ဘူးဦးလေကြောင်မျက်လုံးတက်ထားတာဘာဖြစ်လို့ကြောက်ပေါက်ပြီးတော့မှကျွန်တော်မျက်လုံးပြတ်သွားတော့ငါကျွန်တော်ကိုစေးကူးတဲ့ဆရာကြီးကကြောင်တစ်ခါမျက်လုံးကိုတက်ပြီးခဲ့တယ်မဟုတ်နိုင်တာဟုတ်တာမဟုတ်ဦးလေကျွန်တော်ကြောက်ပေါက်လုံးကလာရှုနာကရွာတွေမှာကျွန်တော်ရောက်နေတာကျွန်တော်ကိုစေးကူးတာကရှမ်းဆရာကြီးနဲ့တူပါရဲ့ဒါနဲ့ကျွန်တော်မျက်လုံးနဲ့ကြောက်ဝင်ပေါက်ပြီးမျက်လုံးပြတ်သွားတဲ့နောက်တနေ့မှာပဲမင်းကောင်ကမျက်လုံးအသက်ငါထည့်ပြီးမယ်ဆိုပြီးကျွန်တော်ကိုရွာကအတော်ဝေးတဲ့ဒေါ်စာတစ်ခုကိုခေါ်သွားတယ်ဦးလေး အဲ့ဒီတော့လည်းရောက်တော့နဘူးချုံတချုံအောင်မှာသူကလက်ညှိုးထိုးပြလို့ကြည့်တော့ချောင်းသေးတကောင်မြင်ရတယ်။ချောင်းကသေးတာကြာပြီလို့နဲ့ဒူပါရဲ့ခေါင်းခွန်နဲ့အယူလောက်ပဲကျန်တော့တယ်။ဒါနဲ့ဆရာကြီးကချောင်းသေးကိုတောင်းဝင်းနဲ့ချိန်ဆွဲပြီးအပြင်ထုတ်လိုက်တော့ခေါင်းခွန်ကမျက်လုံးအိမ်ထဲမှာမျက်လုံးတစ်ဖက်ကအကောင်အတိုင်းမျက်တောင်ခတ်နေတယ်ကျွန်တော်မြင်ရတယ်။ဒီတော့ဆရာကြီးကလည်းသူ့အိမ်ထဲမှာပါနေဆေးပင်တွေကဆေးရီကိုအဲ့ဒီချောင်းမျက်လုံးအိမ်ထဲလောင်းထည့်ပြီးတခါလေမျက်လုံးကိုထားနေကော်ထုတ်တာပဲ။ဒီနောက်မှာအိမ်ကျတော့ဒီချောင်းမျက်လုံးကိုဆေးရီဆင်ပြီးကျွန်တော်မျက်လုံးပေါက်သွားတဲ့နေရာမှာအစာသွင်းပေးလိုက်တာကိုတဲလေထူးဆန်းမှလာမှာပေါ့လေ။ ဟုတ်တယ်ကျွန်တော်ကတော့ကုရိပဲဦးလေးအဲ့လိုအစားသွင်းလို့ဖြစ်ရလားအနည်းရမခက်ဘူးလားပထမတော့အောင်တတန်နဲ့အတော်နေရချက်တာပေါ့ဒါပေမဲ့သူစီးထည့်ပေးပြီးကျွန်တော်မျက်လုံးတစ်ပတ်ကိုအဖွင့်နဲ့ခုနှစ်ရစီးပြီးတာနောက်တော့ဘာမှမပြတ်တော့ဘူးအော်ဒါလည်းကြောင်ဦးကောင်းမှရှိတဲ့အမတီပေါ့ကွယ်အမတီဆိုတာဆင်းမှရှိတယ်ဝက်မှရှိတယ်နဂါးမှရှိတယ်လူမှရှိတယ်ဂျိုးမှရှိတယ်ကြောင်မှရှိတယ်အမျိုးမျိုးပေါ့နေပေါင်းဒါကဘလို့စွမ်းတယ်မှာပေါ့လေဆရာကြီးပြောလိုက်တာကတော့ဒီကြောင်မျက်လုံးရှိနေသည်မြတ်မင်းတော့ထမင်းမငန်းနိုင်ဘူးတဲ့မင်းလိမ်မာသလိုသာကြီးသုံးပြီးတော့လို့ပြောခဲ့တာပဲ ဒီအခါတုန်းကကျွန်တော်ကအသက်၁၄နှစ်ပဲရှိသေးတယ်။ဒါနဲ့ကျွန်တော်လည်းဘာမှနားမလည်ဘူး။အမတ်တမဲနဲ့နေခဲ့တာနောက်တစ်လလောက်ကျတော့ထူးခြားတာတကူကညဆန်းနေလောက်ဆိုရင်ကျွန်တော်ကမအိပ်ချင်ဘူးလေရှောက်လေချင်တာ။ဒါနဲ့ကျွန်တော်နေတဲ့ဘုန်းကြီးကျောင်းကတိတ်တိတ်ခူးအတွက်ဝင်းတရံငူကြော်တဲ့ရွာတဲ့ရှောက်လေ။ဝင်းကျင်တဲ့အိမ်ဝင်မိဖို့ဆောင်ဝင်ထမင်းကိုစားဟင်းကိုစားပေါ့။ဥယျာဉ်နေချန်နေဆိုတာကလည်းဝင်းကျင်တဲ့ချန်ဝင်ပြီးတော့မှသတိမျိုးစုံခူးစားတာပဲ။ပြီးတော့ဘယ်လိုအသားစီးမျိုးမှလည်းမကြောက်ဘူး။ဝင်းတရံလည်းတက်တာပဲ။တစ်ပင်လည်းတက်တာပဲ။အိမ်လည်းတက်တာပဲ။ဒီလိုနဲ့ပြေးတည်လာခဲ့တာဒီကစားပြီးကျွန်တော်လည်းတကူပြင်မှန်မသိဖြစ်လာတော့တာပဲ။ ခက်တာကညကြဒီလိုမလုပ်ပဲမနေနိုင်တယ်လို့ပဲဦးလေးရဲ့အဲ့ဒါထူးကြတာဒီမျက်လုံးကမြင်ဝမ်းမြင်ရလားနေကင်းတော့ကောင်းကောင်းမမြင်ရဘူးဦးလေးဒါပေမဲ့ညမောင်နေကြရင်ဘာပဲဖြစ်ဖြစ်မှုံမုံတော့မြင်ရတယ်ဦးလေးရဲ့ခိုင်မပေါ့လေဦးလေးကိုနောက်ဆုံးဘာများမှားခဲ့ခြင်းသေးတယ်လေဦးလေးမေအတွက်ဘာဆောင်ရွက်ပေးရမလဲတခုတော့လုပ်ပေးစီခြင်းနဲ့ဦးလေးရဲ့ကျွန်တော်တို့တခုကပိုင်းနိုင်ခိုင်းမှာအရင်ကလူကြီးလုပ်ဖို့လေကိုတောင်းကြရင်ဆိုတာရှိတယ်အခုတော့ဒီလောက်ကိုသူမလုပ်တော့ဘူး freezer lambda က lewis landy hotel မှာဘာသာစုလုပ်နေတယ်ခရုံးစတော့တဲ့လူဘဝဘာ အဲ့ဒီလူကကျွန်တော်လက်ဝဲဘက်မျက်လုံးအိမ်ထဲမှာဂျာမတီရှိတယ်ဆိုတာကိုသိတယ်ထော်တော်လူဆိုရင်ကျွန်တော်ကိုတက်ပြီးမျက်လုံးဖောက်ယူတာဂျာလာပြီသူကဒီပစ္စည်းကိုလိုချင်နေတယ်ဦးလီအဲ့တော့သူကကျွန်တော်ဆရာလေးဖြစ်ပြန်သူဂျေစုလေးကျွန်တော်ဘုံမှာရှိပြန်ဆိုတော့မပေးရမကောင်းဘူးဒေဗီရဲ့နောက်မှာနှစ်မျိုးနေရမ်းရကြမယ်ဒီပစ္စည်းကိုလည်းသူ့လက်ထဲမရောက်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီလူလက်ထဲပစ္စည်းရောက်သွားရင်ကျွန်တော်လိုပဲမကောင်းမှုတွေရှောက်ပြီးသူလုံးနေုံမယ်ကျွန်တော်ကတော့နောက်တားရပြီဦးလီကျွန်တော်တယောက်သားအမိုက်ခံမယ်တခြားလူတယောက်ကကျွန်တော်ပြောကားနေကျွန်တော်လိုမပြည့်စည်ချင်ဘူးဒီလိုဆိုရင်ဦးလေးလည်းသဘောကျတာပေါ့ သူကမမော်လင်းကစကားဘယ်လိုလုံနေလို့လဲကျွန်တော်ကိုစီရင်ချက်ချပြီးအယူခံအောင်မလားလို့မေးတော့ကျွန်တော်ကမခံတော့ဘူးလို့ပြောလိုက်တယ်ဦးလေးရဲ့ခံမအောင်လားကွယ်တကယ်လို့အထက်အစိုးရကတနာရင်မထူးတော့ပါဘူးဦးလေးရဲ့ကျွန်တော်ကလောကကြီးမှာနေဖို့လည်းမတော်ဘူးနေလဲနေခြင်းစိတ်မရှိတော့ဘူးသေဖို့စိတ်နှလုံးကိုထုံထုံချပြီးပြီဒီတော့ကျွန်တော်အယူမခံတော့ဆိုတဲ့အကြောင်းလေးသူတီကိုအလောင်းကိုသူတချူပြရစီလို့တောင်းမှန်တော့ကျွန်တော်ကသဘောတူလိုက်ရတယ်ဒီယုံမြင်လို့ဒီချုပ်ထင်တာပေါ့ဦးလေးရဲ့အဲ့တော့ဦးလေးကိုဘယ်လိုလုပ်စေချင်သလဲကျွန်တော်စကားကလည်းသူ့ဘောလုံနေပြီကိုဦးလေးရဲ့အဲ့တော့ကျွန်တော်လောင်းကိုသူရတော့ ဒီကြောင့်မျက်လုံးကိုသူ့လက်ထဲမရောက်ဦးလေးကဆောင်ရပေးစီခြင်းတယ်။မင်းရလောင်သူ့လက်ထဲမအပ်ခင်အမတ်ဒီကိုဦးလေးကထုတ်ယူထားစီခြင်းတယ်ပေါ့။ဟုတ်တယ်ဦးလေးရေဒီတိုင်းမှာပဲ။ဟောဦးလေးကိုခေါ်ရအောင်ထောင်ပြတာလာနေပြီ။ပြီးတော့မှာခဲ့ပြရစီဦးလေးရေ။ဦးလေးထောင်ကလွတ်သွားတဲ့အခါမှာလဲကျွန်တော်အတွက်တပိတုပ်ပြီးအမြတမ်းဝေပြီးပါ။စိတ်ချပါမှာပေါ့လေ။ဒီအတွက်တော့ဦးလေးတာဝန်ထားပါ။ခင်စိတ်ချပြီးတော့ဒီအမြုတ်ဒီသူ့လက်ထဲမရောက်ဦးလေးကြည့်ပြီးစီမံလိုက်မယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ညီကိုထောင်ပြတာရောက်ရှိလာပြီဖြစ်လို့ကျွန်တော်ကလည်းမောင်ပေါ်လေးကိုနှုတ်ဆက်ပြီးလူချင်းခွဲခဲ့ကြပါတယ် နောက်တစ်ရက်လောက်ကြာတဲ့အခါမှာမာဘော်လင်ကဂျိုးစင်ကိုရဲဝန်းစွန်နဲ့တက်ပြီးအသီးခံသွားတယ်။မာဘော်လင်ကဒီကနီမာနောက်တာတရားကောင်းစွာရသွားတယ်။သူရဲ့ဆရာတောင်းကျင်ဆိုသူကသူမှထားခဲ့တဲ့အတိုင်းမာဘော်လင်ရဲ့အလောင်းကိုလာရောက်တောင်းဆိုတယ်။သို့တော်လည်းကျွန်ုပ်ချန်ကဥပေပြီ။မာဘော်လင်ကိုကျုံးမပေးပြီးညာကကျွန်ုပ်ကနေကြီးတမဖိုးချိုးဆိုသူနဲ့မာဘော်လင်ရဲ့လက်ဝဲပဲမျက်လုံးကိုရအောင်လှူဝဲစွန်နဲ့ကြံစီပြီးထုတ်လိုက်ပါတော့တယ်။ဂျိုးပေးပြီးအလောင်းတွေကိုဂျိုးစင်ရဲ့အောက်လှန်ကောင်းကလေးတွေကိုဝင်ပြီးလက်တော်လဲကလေးနဲ့ထုံးစံန်းကောက်ယူရတယ်။ဖိုးချိုးကအဲ့ဒီလူကိုလောက်ရသူဖြစ်လို့ကျွန်ုပ်ကလည်းဖိုးချိုးကိုငွေတစ်ဆယ်ပေးတယ်။ဖိုးချိုးကအမရိယတန်ဖိုးကိုနားလဲသူမဟုတ်ဘူး။ လူကောင်ကိုထုတ်လာပြီးတဲ့နောက်ဆရာဘုံကတေးချောင်းဆန်းသက်ပြီးတဲ့ကအလောင်းကိုခေါင်းထဲကိုထည့်ဖို့ထောင်သားတွေကိုလွှဲရလိုက်တယ်။အဲဒီကဘိုးချုပ်ကအခြားထောင်သားတယောက်ရဲ့အကူအညီနဲ့အလောင်းကိုခေါင်းထဲကိုထည့်ရလို့သူကစီဘက်တန်းချောင်းကိုလှုပ်ထားတဲ့လက်လေးသက်လောက်ရှိတဲ့ဓာငယ်ကလေးနဲ့မော်ဘော်လင်းရဲ့အလောင်းကလက်ဝဲပဲမျက်လုံးကိုကောက်ထုတ်ပြီးခပိုက်ဆောင်ထဲမှာထည့်ပြီးယူခဲ့တယ်။ဒီနောက်တော့ရင်းနဲ့ဆေးကြောပြီးကျွန်တော်ကိုပေးရတယ်။အမတ်တေကလေးကစီစီလောက်ရှိပြီးအလဲမှာအရေးကြီးရှိလို့ကလပ်ပြအပြုစင်းတစ်ခုလည်းရှိပါတယ်ကျွန်တော်ကဒီကန်ဒီမှာကြားတော့တဲ့လူတယောက်ရဲ့လူစနာကိုဖြစ်လိုက်ရတော့ခေါင်းစွာဂျင်းနေနေတယ် ဒီအမရိဒါဂျာသူတယောက်ရဲ့လက်ထဲကိုရောက်သွားရင်အဲဒီသူကမိမိလိုမကောင်းမှုဒုစရိုက်တွေကိုပြုလုပ်တော့မှဖြစ်လို့မိမိဘာပြောကမကင်ရှိပြီးတော့မယ်ဆိုတဲ့မောင်ပေါလင်းရဲ့နောက်ဆုံးစကားတွေကိုအဖို့တန်စွာကြားမိပါတယ်ဒီစကားတွေကိုကျွန်တော်ကအခုထိကြားရောက်နေတယ်ဂျိုးဘေးခံရသူပေါင်းများစွာတွေ့ခဲ့ဘူးတဲ့အနေနဲ့မောင်ပေါလင်းလိုမျိုးဒေဂန်ဒီမှာနောက်နောက်တည်းရရသွားသူကရှားပါလာတယ်မောင်ပေါလင်းကငကိုဇာတိအပြင်လူကောင်းတယောက်ဖြစ်ပါလျက်နဲ့အမတ်မတင်အကြောင်းမတီးကိုရခဲ့တာကြောင့်ခိုးခြင်းဝက်ခြင်းစိတ်တွေပေါ်ပေါက်ခဲ့တယ်ဒီအထက်မှာလူစုကိုင်းနဲ့ပေါင်းမိတဲ့ကနှစ်ပေါင်းများစွာကွဲကွာနေတဲ့မိခင်ရင်းကိုယ်တော်တတ်မိတဲ့ဒီမာယွင်းခဲ့တယ် တော်တော်လည်းဒီကံဤမှာနောက်လာတရားရခဲ့တဲ့အပြင်သူပြောခဲ့တဲ့စကားတွေကလည်းအဖို့တန်လာလို့ကျွန်တော်ကြည်ကျူးမိတယ်ဒီလိုနဲ့ကျွန်တော်ကလည်းတ냐မှာထောင်ထွင်းလုံခြုံတဲ့နေရာတစ်ခုမှာတွင်တဲ့တွင်ခန်းနဲ့တူးလို့မော်ဘော်လွင်ရဲ့လက်ဝဲပဲမျက်လုံးပြည့်တဲ့အကြောင်းမတီးကလေးကိုအစာတုံးမြုပ်နေလိုက်ပါတော့တယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကိုဒီနေရာလေးမှာခေတ္တရန်နာလိုက်ပါတယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့ဇာယသူတကုံရှင်များရည်သားထားတဲ့ထောင်မင်းသားဥပုဒ္ဓောဆိုတဲ့ဝတ္ထုစာအုပ်တွေကကန္နာရီရဲ့နောင်တဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးပါဦးခင်ဗျာ ဘီနာကတို့ရေရင်းနဲ့နေပြီးသားပါအောင်အားလုံးကိုတို့ပဲကျေးဇူးတင်ပါတယ်